ရသမားလုံးဝမင်္ဂလာပါခင်ဗျ Sport Edusi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ Newcastle နဲ့ Man United တို့ပွဲအပဝင်ပွဲစဉ်32အတွက် Paul Marseille အခမ်းအနချက်များပဲဖြစ်ပါတယ် Premier League ပွဲချိုအခမ်းအနချက်တွေမစားခင် Arsenal ရဲ့ရလက်ကမယုံနိုင်ဖျားရလက်ပါပဲ Declan Rice ဒီလိုလုံးနိုင်မယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးသူစီကအရန်ကိုပြောင်မြောက်တဲ့အရေးသွေးကိုမြင်ခဲ့ရတာပဲပြောရရင်ဒီ Champions League Quarter Final ပွဲစဉ်တွေမှာအရေးသွေးမြင့်တဲ့ Twin Goal နဲ့စွမ်းဆောင်ရည်ချုပ်ရှိခဲ့တယ် အာဆင်နယ်နဲ့ရီယယ်မက်ထရစ်တို့ပွဲကမပြီးသေးဘူးလို့တော့ထင်တယ်။ရီယယ်မက်ထရစ်အတိုင်းစစ်သုံးဦးကဒုတိယကြောမှာပိုကောင်းလာနိုင်ပြီ။သူတို့ဒါဆော့ဆော့ကိုးသွင်းနိုင်ရင်ဖိအားတွေရှိလာမှာပါ။ကျွန်တော်မြင်တော့ PSC ကအနေရှိတဲ့ပုံပေါ်တယ်။သူတို့တွေကဒီပြိုင်ပွဲမှာဘယ်တော့မှသူတို့စီကနေကျွန်တော်တို့မမြင်ဘူးခဲ့တဲ့ယုံကြည်ချက်မျိုးနဲ့ကစားခဲ့ပြီး Aston Villa ကိုမလေးမစားပြောတာမဟုတ်ပေမဲ့ PSC ကနောက်တစ်ဆင့်တက်သွားပါလိမ့်မယ်။ semi-final မှာသူတို့တွေ Arsenal နဲ့ပဲဖြစ်ဖြစ် Real Madrid နဲ့ပဲဖြစ်ဖြစ်တွေ့ရင်တော့မှဘောလုံးပွဲတက်နိုင်မယ့်အခွင့်အရေးကပိုကောင်းနေဦးမှာပါ။ ဲဒီတော့ခုဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်32အတွက်ကျွန်တော်ရဲ့ခံမှန်းချက်တွေကိုကြည်လိုက်ရအောင်မန်စီးတီးဗက်ဆက်ဘယ်လစ်အခုမန်စီးတီးအသင်းထဲမှာယုံကြည်မှုနှိမ်ချနေတဲ့ကစားသမားတွေအများကြီးရှိနေတယ်ခင်ဗျားကအဲဒီလိုအခြေအနေမျိုးမှာရှိနေတဲ့အချိန်ဂွာဒီယိုလာရဲ့ကစားကွက်ထဲမှာကစားဖို့ကခက်ခဲမှာပါအဲဒါကိုကျွန်တော်တို့မန်ချက်စတာဒါဘီပွဲမှာတော့အမြင်ခဲ့ရပြီးပါပြီမန်စီးတီးကထိတ်ဆုံးလေးနေရာထဲမှာမဖြစ်မနေပြီးဆုံးဖို့လိုတယ်သူတို့တွေချန်ပီယံဘွားကနေအဆင့်၆နေရာမှာပြီးဆုံးရတာမျိုးဖြစ်လို့မရဘူး။အဲဒါကကြီးမားတဲ့စိုးရိမ်စရာဖြစ်လိမ့်မယ်။ ဒီပွဲကခံမှန်းဖို့ခက်တဲ့ပွဲပါဒါပေမဲ့ဘယ်လစ်ကမန်စီးတီးကိုပြဿနာအချို့ဖြစ်စေနိုင်မယ်လို့ထင်ပါတယ်ဒီဗရိုင်းနာကလုံးဝကိုကနဝင်ကစားသမားပါမန်စီးတီးကသူ့ကိုကောင်းမွန်တဲ့နှုတ်ဆက်ပွဲလုပ်ပေးရမှာပါသူကကျွန်တော်မြင်မှုသမျှထဲမှာအချိန်အပြည့်နဲ့ပြေးလွှားနေရင်ဘောလုံးကိုပေးချင်တဲ့နေရာကိုအတိအကျပေးပို့နိုင်တဲ့ကစားသမားအနည်းငယ်တွေကတည်းဦးပါပေမယားလေးရဲ့တသက်တာအကြီးအကျယ်ဆုံးကစားသမားတွေကတူဆိုတာအမှန်ပဲသူမတူပဲထူးခြားတဲ့ဘောလုံးသမားပါဒီပွဲမှာစီတီကအချင်းမြောင်းနဲ့ဂိုရီယာလန်နဲ့အနိုင်ရသွားမယ်လို့ထင်ပါတယ်ဝဝန်တေချာသွားမယ်ဆိုရင်လည်းမန်းအော်တော့ပါဘူး ပဲလစ်ကမန်စီးတီးကိုနာကျင်အောင်လုပ်နိုင်တဲ့တိုက်စစ်အားရှိလို့အီဒီယမ်မှာဂိုးသွင်းနိုင်မှာပါစီးတီးကထိုးဝမ်းနဲ့အနိုင်ရတော့ပါလိမ့်မယ်။ဆောက်တဒန်ဗက်ဆက်အက်စတန်ဗီလာပြီးကြတဲ့ပတ်မှာဖောရက်စ်ကိုနိုင်ယူခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီးအက်စတန်ဗီလာကိုကျွန်တော်အရင်အထင်ကြီးခဲ့မိတယ်။ကိုနိုင်အမရီရဲ့လူစင်းထဲမှာကစားသမားကောင်းနေရှိတယ်။လူစားဝင်ကစားသမားတွေဝင်လာရင်တောင်ဗီလာကအပြောင်းလဲအကြောင်းအားနဲ့မတော်ဘူး။ PSG ကသူတို့ကိုနောက်ကျကုန်းတဲ့ချန်ပီယံလိပြိုင်ပွဲကနေဖြုတ်ပစ်ကောင်းဖြုတ်ပစ်နိုင်ပြီပဲဒီဘက်မှာဖီလာကနိုင်ပွဲပြန်ရယူနိုင်လိမ့်မယ်လို့ထင်တယ် ဗီလာမားထိတ်ဆုံးလေးနေရာထဲမှာပြီးဆုံးမှုတိုက်ပွဲဝင်နေပြီးလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ဆက်လက်တွန်းအားပေးနိုင်ဖို့ဒီတစ်ပတ်မှာပြီးပြည့်စုံတဲ့ပွဲစဉ်ကိုပိုင်ဆိုင်ထားပါတယ်။ဆောက်တတန်ကဘာမှပြဿနာပေးနိုင်မှာမဟုတ်ဘူး။ဒီပွဲမှာအက်စတန်ဗီလာက၃ဂိုးတကူနဲ့အလွဲတကူအနိုင်ယူသွားပါလိမ့်မယ်။ Forever Sir Everton ဒီပွဲက Forest Crack ခတ်ခဲ့တဲ့ပွဲပါ။သူတို့ကနှစ်ပွဲဆက်ရှုံးနေမရှိတဲ့အသင်းဖြစ်ပြီးဒီအသည်စောပိုင်းမှာ Arsenal နဲ့ Man City ကိုရှုံးနေခဲ့ပြီးတဲ့နောက်နိုင်ပွဲပြန်ရယူနိုင်ခဲ့တာကိုမှတ်မိပါသေးတယ်။ ဒါပေမဲ့ Everton ကနောက်ဆုံးလိဆက်တပွဲမှာတပွဲပဲရှုံးနေကြတယ်။ဒါက David Morris ပြန်လာပြီးတဲ့နောက်မယုံနိုင်စရာပုံစံကောင်းဇက်တိုက်ရနိုင်မှုပါ။သူတို့ကဒီတစ်ပတ် Forest ကိုအခက်တွေ့အောင်လုပ်နိုင်မယ်လို့ထင်ပြီးတခြားထိပ်ဆုံးလေးနေရာအတွက်ရှင်းပိုင်နေတဲ့အသင်းတွေကလည်းအနိုင်ကစားမှာဖြစ်လို့ Forest အတွက်သုံးမဲရဖို့အရေးကြီးပါတယ်။အဲ့တော့ Forest ရဲ့ Damian Dice ကနေထိုးပေါင်းမဲ့အစီအစဉ်ကဒီပွဲမှာအလုပ်ဖြစ်ပါမလားဆိုတော့လုံးလုံးသိချာမသိပါဘူး။ ဘောလုံးပိုကန်ထားတဲ့သူကအားနေချက်ဖြစ်လာမှာဖြစ်ပြီးဒီပွဲကအရန်ကိုချက်တဲ့ပွဲဖြစ်လာမှာပါ Forest ကတကောကိုမရှိနဲ့ကန့်နိုင်သွားမယ်ထင်ပါတယ် Brighton vs Leicester Brighton နိုင်မယ်ဆိုတာတန်ရဖြစ်စရာမရှိပါဘူး Leicester က Premier League မှာအဆိုးရွားဆုံးအတင်းဆိုတာအမှတ်ပေးစရာကပြောပြနေပါတယ်သူတို့တွေကပွဲစဉ်တွေမှာအမှန်တကယ်စင်ခေါ်နိုင်စွမ်းမရှိပါဘူးစာတတန်ကားမှာတိုက်ပွဲဝင်စိန်မျိုးနည်းနည်းပါးပါးပြပါသေးတယ်ဒီပွဲ Brighton ပဲချင်းတွေပေါ့အနိုင်ရမှာဖြစ်ပြီး Leicester က Nistelrooy နဲ့ပတ်သက်ပြီးအစီအစဉ်ရှိမယ်လို့ထင်တယ် ပုံမှန်အပြင်ဒီလောက်အခြေအနေဆိုးနေရင်ဒီပြားကဒီလောက်မခံပါဘူး။လက်စတာကသူ့ကိုရာသီနောက်ဆုံးနေ့မှထုတ်မယ်ဆိုရင်တော့ဆိုးရွားတဲ့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။ Brighton ကတုံးကိုပြတ်အနိုင်ရသွားပါလိမ့်မယ်။ Arsenal vs Brentford ကျွန်တော်အစောပိုင်းကပြောခဲ့တဲ့အတိုင်း Arsenal နဲ့ Real Madrid တို့ပွဲကမပြီးသေးပါဘူး။ဒါကဒီပွဲမှာ Arsenal အတွက် Andre ရှိတဲ့ပွဲဖြစ်လာသေးမှာပါ။ Brentford က Premier League မှာရင်ဆိုင်ရလွယ်ကူတဲ့အသင်းမဟုတ်ပါဘူး။ ကျွန်တော်ဒီနေ့ကတော့အာဆင်နယ်ကဗရမကျော့၃ဂိုးပြအနိုင်ရထားပြီမယ်။အတီတာကသူ့အသင်းဆီမီဖိုင်နယ်တက်နိုင်လိမ့်မယ်လို့တော့ယုံကြည်နေပဲမထင်ပါဘူး။အဲဒီတော့သူ့ဘရန်ဖို့နယ်ပွဲမှာအဓိကကစားသမားအနေငယ်ကိုအနားပေးမယ်လို့ထင်ပါတယ်။အာဆင်နယ်ကအဆင့်၆နေရာကမန်စီးတီးထက်၁၀မှတ်တာနေတော့ချန်ပီယံလိဝင်ခွင့်နေရာအတွက်ဦးဆောင်နေပါတယ်။သူတို့ကလီဗလာရဖို့လည်းမရှိတော့တာကြောင့်ချန်ပီယံလိကိုပဲအာရုံစိုက်ပါလိမ့်မယ်။ကျွန်တော်သာဆိုရင်ဒီဘက်မှာစကားကိုပွဲထွက်ခိုင်းမှာမဟုတ်ပါဘူး။သူကပြီးခဲ့တဲ့ဗရန်မကျော့ပွဲမှာအရန်ကောင်းခဲ့ပြီးအာဆင်နယ်နေတဲ့သူ့ကိုလမ်းဆန်းနေအောင်ထားဖို့လိုပါတယ်။ ဒက်ကလန်ရိုင်းနဲ့အော်ဒီဂါတို့လည်းအတူတူပါပဲအဲဒီတော့ဒီဘက်မှာအဓိကကစားသမားအနေငယ်ပဲပွဲထွက်လာမယ်ထင်ပြီးရိုင်းစတာလင်ပွဲထွက်ပါဝင်လာနိုင်ပါ रे အပြောင်းလဲတွေလှုပ်ထားတာတောင်မှပဲအာဆင်နယ်အနိုင်သုံးမှတ်ရအောင်မယ်လို့ထင်ပါ रे 2-1နဲ့အနိုင်ရသွားပါလိမ့်မယ် Chelsea vs Ipswich ပြီးခဲ့တဲ့ဖက် Brentford နဲ့ပွဲက Chelsea အသင်းကြောင့်ကျွန်တော်အားအသင်းငယ်ရပြီး Maresca က Cole Palmer နဲ့ Nicolas Jackson တို့ကိုအနားပေးခဲ့တာမယုံနိုင်ပါဘူး Champions League ပြိုင်ပွဲမှာကစားရတာက Europa Conference League ဖလားရတာထက်တောင်ကောင်းပါသေးတယ်။အဲဒီတော့ဘာကြောင့်သူအဲ့ဒီလိုလုပ်ခဲ့တာလဲမသိပါဘူး။ ချက်စီသုံးခဲ့တဲ့ပတ်စံတွေအကြောင်းသူတို့ချန်ပီယံလိဝင်ခွင့်မရဘူးဆိုကြီးမားတွေစိုးရိမ်စရာဖြစ်လာပါလိမ့်မယ်။ဒီပွဲက Inswich နဲ့ကစားရမှာဆိုတော့ချက်စီတို့နိုင်ပွဲပြန်ရယူဖို့ကောင်းမွန်တဲ့ပွဲဖြစ်ပြီးအနိုင်ရခဲ့ရင်6ပွဲကျန်သေးတဲ့အချိန်မှာကန်ဂျမာကသူတို့လက်ထဲမှာပဲရှိနေဦးမှာပါ။ဒီပွဲမှာသူတို့အနိုင်ရမယ်လို့ထင်ပါတယ်။၃ခုပြက်အနိုင်ရသွားမှာပါ။ဘူပတ်ဆက်စပါနောက်တင်းစလုံးအတွက်ဒီပွဲကဘာမှမဟုတ်ပါဘူးဒီပွဲမှာ wolf နိုင်လို့ပဲထင်တယ်ဘာလို့လဲဆိုတော့စပါးက200တီဆုံးဖြတ်နိုင်တဲ့ပွဲတွေရှိလို့ပါဒီပြန်ပွဲမှာရော Europa League မှာရောပါအ ဖရန်ဖတ်ကိုယူရိုပါလိမှာအနိုင်မကစားနိုင်ခဲ့တော့နောက်တစ်ပတ်အဝေးကွင်းမှာအနိုင်ရဖို့ပိုခက်ခဲသွားပြီဖြစ်လို့ဒီပွဲမှာအဓိကကစားသမားအများပြားကိုအနားပေးနိုင်နေကိုညာဖွဲဖယ်ခံခဲ့ရချိန်မှာသူတို့ပြဿနာတက်ပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့ဝူကပြီးခဲ့တဲ့ရက်တစ်ပတ်တွေမှာကောင်းမွန်ခဲ့ပြီးအဲဒီအတွက်သူတို့ကိုချီးကျူးရမှာပါသူတို့အောက်ကသုံးတင်းကဆိုးရွားနေတာကလည်းသူတို့အတွက်အကူအညီဖြစ်စေပေမဲ့နိုင်ပွဲတွေရယူဖို့လိုအပ်နေတော့ပါပဲ။အဲဒီတော့ဒီပွဲမှာအနိုင်ကစားသွားမှာဖြစ်ပြီးနှစ်ကိုးပြက်အနိုင်ရသွားပါလိမ့်မယ်။လီဗာပူးဖက်ဆက်ဝက်ဟမ် ီပွဲမှာလည်းပါဖို့အနိုင်ရလိမ့်မယ်ဝက်ဆန်ကဆက်ပြက်စရာကောင်းနေခဲ့တယ်ပေါ်ပတာကနေပြတဲ့ရရောက်ချင်းဖြစ်လေရှိရနိုင်ပွဲတွေပြန်ရတဲ့အကျိုးသက်ရောက်မှုမျိုးတော့မလုပ်နိုင်ခဲ့ဘူးဒါပေမဲ့သူ့ကိုယ်သူလိုချင်တဲ့ကစားသမားတွေရပြီးသူ့ကိုယ်ပိုင်ကစားကွက်ကိုတိစောက်ပြီးတဲ့အချိန်နောက်ရာသီမှာအကဲဖြတ်ရမှာပါဆာလာနဲ့ဗန်ဒိုက်တို့စာချုပ်တဲ့ချုပ်ဆိုခဲ့တာကလီဗာပူးအတွက်မယုံနိုင်စရာသတင်းဖြစ်ခဲ့ပါတယ်။အာဆင်နယ်၊မန်စီးတီးနဲ့အခြားအသင်းတွေအတွက်တော့သတင်းဆိုပါ။လီဗာပူးကအဓိကကစားသမား၃ဦးထဲမှာအာနိုတယောက်ပဲဆုံးရှုံးရတော့မှာပါ။ သူကအရန်ကောင်းတဲ့ဘောလုံးပေးဖို့နိုင်စွမ်းရှိသူဆိုပေမဲ့ဇာလာနဲ့ဗန်နိုက်တို့ကပိုရေးပါပါတယ်။သူတို့အနေနဲ့ကစားသမားဘဝနောက်ဆုံးအချိန်ပိုင်းချမှာတခြားလေးကိုသွားပြီးကြီးမားတဲ့ငွေကြေးပမာဏကိုအလွယ်တကူယူလို့ရပေမဲ့လဘဘုမဆက်နေပြီးရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကလေဘာဘူးတသိလုံးအတွက်ဆရာတက်ကြွားစရာဖြစ်လာမှဖြစ်ပြီးဝါဆန်းကိုတုံးကိုတကုန်းနဲ့တတောင်းတတာအနိုင်ရတော့ပါလိမ့်မယ်။နယူကာဆယ်ဖက်ဆက်မန်ယူနိုက်တက်မန်ယူနိုက်တက်ကနယူကာဆယ်ကိုစိတ်ဖြတ်စေပါလိမ့်မယ်။ဒါပေမဲ့လဲငကြားတွေကပဲအနိုင်ရတော့ပါလိမ့်မယ်။ မန်နတာကအမော်ရီယလအောင်မှာဒိုးတက်တဲ့လက္ခဏာတွေပြခဲ့ပေမဲ့လေဒီဘက်မှာအနိုင်ရသွားမယ်တော့မထင်ပါဘူးထိတ်ဆုံးလေးနေရာတိုက်ပွဲကပိုပြီးကျက်လာပြီးဖြစ်ပြီးနယူကာဆယ်တို့အနေနဲ့ခြေချော်လို့မရနိုင်တော့ဘူးဆိုတဲ့အထိပ္ပယ်ပါကျွန်တော်မြင်မှာတော့အဒီကောင်ကလော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 က်ပြီးပါပြီနယူကာဆယ်အတွက်ကာရဘောင်းဖလာရယူပေးခဲ့တာကဒီအသင်းအတွက်တော့အရာရာပါပဲအခုထိတ်ဆုံးငါးနေရာရဲ့ပြီးဆုံးမယ်ဆိုရင်အချိုးဘောတကာဆင့်တယ်လို့ဖြစ်ပါလိမ့်မယ်ဒီဘက်သာနိုင်ရခဲ့ရင်ထိတ်ဆုံးငါးနေရာရဲ့ပြီးဆုံးမှုဒေတာတော့ဖြစ်သွားမှာဖြစ်ပြီးနှစ်ခုပြက်အနိုင်ရသွားပါလိမ့်မယ်ဘောမဘတ်ဆာဖူဟမ် ဖူဟန်ထွက်ပြီးခဲ့တဲ့ပတ်မှာမယုံနိုင်စရာရလက်ဖြစ်ခဲ့ပါတယ်သူတို့ကအခုဥရောပဝင်ခွင့်ပြိုင်ပွဲတွေပြန်ရောက်လာပြီတင်တယ်လဘာဘူးကအနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်သူတို့တွေကနည်းနည်းကန်ကောင်းနေခဲ့တဲ့ပုံပေါ်ခဲ့တယ်အခုတော့သူတို့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေပြီဖြစ်ပြီးဒီပွဲကမဖြစ်မနေအနိုင်ကစားရမယ့်အပွဲကြီးပွဲကောင်းပါဘုံမောက်ကမကြသေးခင်ကရုံးကန်နေရတဲ့ပုံပေါ်ခဲ့ပေမဲ့သူတို့တို့ကဒီရာသီကမယုံနိုင်စရာရာသီဖြစ်နေတော့ပါပဲ။လောရဲရတ္တပတ်နေခင်တုန်းကကျွန်တော်တို့ဖူအန်ကိုလဘဘူးနဲ့ဒါမှမဟုတ်ဘုံမောက်နဲ့ပွဲမှာအနိုင်ရဖို့အခွင့်အရေးမရှိဘူးလို့ပြောခဲ့ပေမဲ့အခုအဲ့လိုမဟုတ်တော့ပါဘူး။ ပရီးမီးယားလိမှာအရာအလုံးကလေးလေးမင်းမင်းပြောင်းလဲနေပြီးဖူလန်ကဗီလာရဲ့နောက်၃ဖက်အကွာအစင်ခွန်နေရာမှာရပ်တည်နေတာကြောင့်လာမယ့်ရက်တစ်ပတ်အနည်းငယ်တွင်ဥရောပဝင်ခွင့်အတွက်တွန်းအားပေးသွားပါလိမ့်မယ်။ဖူလန်ကနှစ်ကိုတကိုနဲ့ကန်နိုင်သွားမယ်လို့ထင်ပါတယ်။အခုလိုမျိုးတရေုံတရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport ATC YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝေရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။